အားလားကြောင့်အသေးအသေးစိတ်ဆိုရင်ညီမလေးအမကဟိုလောကမှာလေအပူဆိုတာကိုအပူဆိုတာကိုကြိုးပြီးတော့အာတိခဲ့ရတဲ့အချိန်ပေါ့နော် အရန်ပူတယ်အရန်လွမြောက်ချင်ပါပြီလို့ကိုကိုကိုတေချာသွားတဲ့အချိန်ကနေဆက်ရပြီးတော့အမပထမ်းရွတ်လာခဲ့တာအခုဆိုရင်အာ16နှစ်ပေါ့16နှစ်ထဲကိုရောက်ပြီပထမ်းရွတ်လာခဲ့တာပေါ့နော် အာ14နှစ်ထဲကိုရောက်လာခဲ့ပြီပထန်းကိုနေအဲ့လိုမျိုးဘာလို့နေမကောင်းလို့အိပ်ရတဲ့ဘုံဘုံလဲနေတော့မပထန်းကိုအဲ့လိုမပြတ်ဘူးပေါ့အငြင်းရွတ်လာတယ်ပထန်းရွတ်တယ်နောက်တန်ဖုတ်တွေတန်ဖုတ်တွေကထာကြီးကိုအမဝိဆက်နှလုံးပေါက်အတန်မပါဘဲနဲ့တန်ဖုတ်တွေကထာတော့မြေကြီးကိုတစ်နှစ်တစ်ထောင်ပုံမှန်ပူတော်လာတာ14နှစ်ရှိပြီအဲ့တော့အခက်ခဲဆိုတာကြုံရင်လေခဏပဲပြီးရင်သူ့အလိုလိုပြေပြောက်သွားတယ်နောက်ဘယ်တော့မှပေါ့နော်ဒုက္ခမရောက်ဘူး ရောက်ရင်လည်းခဏပဲပေါ့ဒါပေမဲ့အဲ့လိုဒုက္ခရောက်လို့လည်းအဲ့လိုအမကအမရဲ့အချင်းရပေါ့နော်အာကျမဒုက္ခရောက်နေပါတယ်ကျမမှာဆင်းရဲနေပါတယ်ကျမမှာမရှိပါဘူးဘယ်တော့မှမပြောဘူးအဲ့တော့အာအမရဲ့ရှိခြင်းမရှိခြင်းကိုတချို့ဆိုရင်မသိဘူးအမတစ်ခါတလေကြာရင်ပြောပြတယ်ကျမကလက်ထဲမှာပတ်စံ1000ခွဲပဲရှိပြီးတော့အာပွဲသွားရင်ပတ်စံရမယ်မှန်းသိတယ် ပတ်စံပွဲသွားလို့ပတ်စံရမယ်မှန်းသိတယ်ဒါပေမဲ့အဲ့ဒီပွဲကိုသွားဖို့လမ်းစဉ်မရှိတဲ့အနေအထားမျိုးတည်ရောက်ခဲ့ဘူးပါတယ်လို့ပြောရင်ဘယ်သူမှမယုံကြဘူးဘာလို့မယုံတာလဲဆိုတော့အမအဲ့လိုမငီးတတ်ဘူးမငီးတတ်ဘူးမရှိဘူးဆိုတဲ့စကားအမမပြောဘူးဘယ်တော့မှမပြောဘူးအဲ့တော့အဲ့ခါကျတော့ကိုကဟိုရှိလဲပြောင်ပြောင်မရှိလဲပဲကြောင်အဲ့လိုမျိုးပဲနေလာခဲ့တာနေလာခဲ့တဲ့အခါကျတော့သူ့အလိုလိုနင်းပေါ့နော်ဒီဘာသာရေးတကူက ဘာမှတောင်းတာတွေအာဖျားပြီးတော့ဘာဖြစ်ရပါသေးထိပေါက်ရပါသေးပတ်စံရပါသေးသူ့မတောင်းမနဲ့သူ့လိုလိုနေအလိုလိုပြည့်စုံလာတယ်ဒါပေမဲ့တခုတော့ရှိရယ်ကိုလုံးတဲ့ကုသိုလ်ကောင်းမှုဟာအာစိန်နကံတော့ဖြစ်ရမယ်လိုဘကင်းရမယ်အဲ့ဒါဆိုရင်အလိုလိုနေပြည့်ပါတယ်ဟာလေအမ် sharing လုပ်ချင်တာကတော့အမတို့တွေလည်းဒါလူငယ်ဆိုတဲ့ဘဝကနေပြီးလူကြီးတွေဖြစ်လာကြတာပါပေါ့နော်အခါကျတော့လူကြီးဆိုတဲ့ဘဝကိုရောက်မလားမရောက်မလားဘယ်သူမှမကြိမ်းသိဘူးတချို့တွေငငယ်ရွယ်ရွယ်လေးနဲ့အသက် တည်သွားကြတယ်ဒါအမားတို့ဆိုအမားတို့မျက်စိရှိမှတယ်အများကြီးပဲမဖြစ်ပါဘူးလို့ထင်တဲ့အရာတွေဖြစ်သွားတာလေအဲ့ခါကျတော့ဒါကအချိန်ခါငယ်တာလည်းမရှိဘူးကြီးတာလည်းမရှိဘူးအရွယ်လည်းမရွေးဘူးအချိန်မရွေးဖြစ်သွားနိုင်တော့လူဘဝကြီးကိုရောက်တဲ့အချိန်လေးတစ်ခုပဲအမားတို့မှာဒါတွေလုပ်ပိုင်ခွင့်ရှိတယ်မာနာကြီးလုပ်ပိုင်ခွင့်ရှိတယ်ဖះသားတွေရုပ်ပိုင်ခွင့်ရှိတယ်အကောင်းမှုကုသိုလ်တွေပြုပိုင်ခွင့်ရှိတယ်ကျန်တဲ့လောကရန်ဆိုတာသူကသူကြုံရင်တလို့ကြုံလာအကောင်းဆုံးဖြတ်သန်းအောင်မှာကိုတောင်းဝင်မယ်ဒါပေမဲ့ဘလို့ပဲဖြတ်သန်းဖြတ်သန်းကိုကလေ ဟိုကိုဖြတ်တန်းရတဲ့ဘဝမှာပျော်ပျော်ကြီးပဲဖြတ်တန်းနေနေစိတ်ဆင်းရဲစရာတွေနဲ့ပဲဖြတ်တန်းနေနေလောကဒဏ်နေနဲ့ပဲဖြတ်တန်းနေနေငွေကြေးအကျက်တဲတွေနဲ့ပဲဖြတ်တန်းနေနေတခုဖြတ်တန်းနေတဲ့ဘဝအခိုက်အတန့်လေးတခုမှာကို့မှာအားကိုးရာယုံကြည်ရာရှိကိုရှိရမယ်ပေါ့အဲ့ဒီခါကျတော့ကိုယ့်ရဲ့ဘာသာနဲ့ဘယ်ဘာသာမဆိုကို့ဘာသာနဲ့ဆိုင်နဲ့ဘာသာရေးအလုပ်ကလေးတွေလုပ်ရင်းနဲ့ကုသိုလ်ကောင်းမှုနဲ့ရှင်နဲ့ဘဝကိုဖြတ်မယ်ဆိုရင်ဘယ်တော့မှလောကဒဏ်ဆိုတာ လူတယောက်ဟိုပြစ်စက်လက်ခတ်ဖြစ်သွားလောက်အောင်မကြုံဘူးလို့ပြောချင်တာပါအဲကြောင့်ဒါကိုတူတွေတူမတွေတားတွေတမီးတွေအရွယ်တွေဆိုလို့ရှိရင်လည်းကြီးရငဲတာရယ်မဟုတ်ဘူးဘယ်လိုပဲဖြစ်ဖြစ်လောကဒဏ်ကို အကောင်းဆုံးဘာသာရေးနဲ့ရှင်တွဲပြီးတော့ဘယ်ဘာသာဖြစ်ဖြစ်ပါဘာသာရေးနဲ့ကုသိုလ်နဲ့ရှင်တွဲပြီးတော့ဖြတ်တန်းနိုင်အောင်လို့ကြိုးစားပါလို့ပြောချင်တာပါ